အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့မကြခင်ထက်မြမပြည်သားယူရလဝိမောင်တယောက်ရဲ့ပွဲနဲ့ပြန်လာတော့မယ်လို့အတိပေးလာတဲ့ယူရလဝိဖိုက်တာတွေကို 1C ရောက်အောင်ပူဆောင်ကြိုးပမ်းပေးနေတဲ့မန်နေဂျာကိုဖြိုးဝေကိုဖြိုးဝေကတော့မကြခင်မှာထက်မြမပြည်သားယူရလဝိဖိုင်တာတယောက်နဲ့အတူ ပွဲထွက်လာမယ်လို့ပြောလာပါတယ်ဘယ်ဖိုင်တာဘသူဖြစ်မယ်ဆိုတာကတော့ ကိုဖြိုးဝေကပြိသက်တွေကိုရင်ခုံစေခြင်းလို့ပဟိနိအနေနဲ့လှုပ်ဝတ်ထားပါတယ်ထက်မြန်မာပြည်သားဖိုင်တာလို့ပြောတဲ့အတွက်ကျွန်တော်ပြင်းမြင်မိတဲ့ဖိုင်တာကတလူဖိုင်တာမန်ကလေးသားလေးကျော်စွာဝင်းတယောက်ကိုပဲပြင်းမြင်မိပါတယ်ကျော်စွာဝင်းဖြစ်ဖို့က69တသမ9 900ခန့်လုံးလောက်တေးချပါတယ်ဗျာဘာလို့ဒီလိုပြောရလဲဆိုရင်ပြီးခဲ့တဲ့အရက်နေငယ်လောက်ကပဲကျော်စွာဝင်းတယောက်ဘန်ကောက်ရောက်လာတယ်လို့ကြားရသိရပါတယ်ဗျာ ပြီးတော့ဖဲတက်ထရီနီစင်တာမှာထရီနီလုံနေတဲ့ပုံလေးတချို့ကိုမြင်တွေ့ထားရပါတယ်။နီးစနစ်ကောင်းပြီးသားကြော်စွာဝင်းနေတဲ့အခုလိုမျိုးဖဲတက်ထရီနီစင်တာမှာနီးစနစ်နဲ့တိုက်ခိုက်ရေးဖြူဟာပါထပ်ပေါင်းထဲလိုက်ရင်ကြော်စွာဝင်းနေတဲ့ဝမ်မာပူမူတောက်ပလာဖို့မျှော်လင့်မိပါတယ်။နိုင်ပွဲတွေနဲ့အတူ တောက်ပလာပါစေရိုးရလက်ဝိမောင်ကြီးလေးကျော်စွာဝင်းရီအားလုံးကိုအထူးကျေးဇူးတင်လျက်ဂလိုဘယ်မာရှယ်အချန်နဲ့